တရုတ်ရဲ့ဂျောင်းဝင်ညှိနှိုင်းမှုနဲ့မန္တလေးတိုင်းမိုးကုတ်မြို့ကိုအာဏာသိမ်းစစ်တပ်ပြန်ဝင်လာပြီးတဲ့နောက်နေမျိုးစုံမှုမှုရဖို့မြို့ပြင်တောင်ကုန်းဒေသတွေကိုစစ်ကြောင်းထတ်ထိုးလာတဲ့အတွက်တော်လိုင်းတက်တည်နဲ့ဒီဇင်ဘာလ၁ရက်နေ့နေ့လယ်ပိုင်းအထိတိုက်ပွဲတွေပြင်းထန်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကမြန်မာနိုင်ငံကိုပြောပါရတယ်။အာဏာသိမ်းစစ်တပ်ဟာနိုဝင်ဘာလ28ရက်နေ့ညနေပိုင်းမှာမိုးကုတ်မြို့ကိုပြန်ဝင်လာခဲ့တာပါ။တန်တက် DNL ရဲ့တောင်းဆိုမှုကြောင့်တော်လိုင်းအင်အားစုတွေဟာမိုးကုတ်မြို့ကနေစုခွာပေးပြီးတော့မြို့ပြင်မှာနေရာယူထားချိန်မှာ စစ်တပ်ဘက်ကထပ်ပြီးတော့ရှေ့တိုးလာတဲ့အတွက်နိုဝင်ဘာလ29ရက်နေ့ကစပြီးတော့မြို့ရဲ့နောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ဒီဇင်ဘာလ1ရက်နေ့နေ့လယ်ပိုင်းမှာတော့စစ်တပ်ကအင်အား200ဝန်းကျင်နဲ့မြို့ရဲ့အပေါ်ကတောင်ကုန်းတွေမှာတပ်ဆွဲဖို့စစ်ကြောင်းထိုးလာတဲ့အတွက်တော်လိုင်းတက်တင်တဲ့တိုက်ပွဲဖြစ်နေကြောင်းစစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်။မြို့တွေကချက်ချာကြတဲ့နေရာတွေပြင်မြို့ဝင်ထွက်နေရာတွေမှာလည်းအာတသိန်းစစ်တပ်ကတပ်ဆွဲထားတယ်လို့သူကဆက်ပြောပြပါရယ်။စာနဲ့ဖြေကြားတဲ့သူ့ရဲ့ကိုစားမြန်မာနောင်သတင်းတော့ကအစားထိုးပြီးတော့ပြောပြပေးပါမယ်။ မိုးကုတ်အရှိပိုင်းမှာနေလေပိုင်းကစပြီးတိုက်ပွဲစဖြစ်နေပါပြီ။အုံငန်းရက်ကွက်နားကနေလက်နက်တန်တွေကြားနေရတယ်ပေါ့နော်။ဒီမနက်မှာစစ်တပ်ကအဲ့ဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတာပါ။အင်အားကတော့ခန့်မှန်း၂၀၀ဝန်းကျင်နဲ့တက်လာတယ်လို့ပြောပါတယ်။နေမြင့်စိုးမိုးမှုအတွက်မြို့ရဲ့အပေါ်ကတောင်ကုန်းတွေမှာအထိုင်ချတက်ဆွဲဖို့ပြင်ဆင်ရတာနေဖြစ်ကြတာပါ။မင်းညားတိုက်ပွဲကတော့ဆက်မဖြစ်ပါဘူး။မိုးကုတ်မြို့ထဲမှာဆိုရင် အထက်ကတက်ဆေးုံကြီးဘျူဟာဂုံးနဲ့ အနောက်ပိုင်းမှာဆိုရင်တော့ရဲစခန်းရေထွက်ကြီးရအထွက်နဲ့ကြောက်ဖားဂိတ်မှာနေရာယူထားပါတယ်။မြို့ဝင်ထွက်တွေဖြစ်တဲ့ပင်းပစ်ငါးမိုင်ဂိတ်နဲ့ပန်းမထိတ်ဂိတ်တွေကိုလည်းတက်ဆွဲနေရာယူထားပါတယ်။ဒီဇင်ဘာလ၁ရက်နေ့နေ့လယ်ပိုင်းမှာလက်နက်ကြီးပစ်တံတွေ၆ချက်နှိပါကြားအောင်မိုးကုတ်မြို့ကန်တူကလည်းပြောပါရယ်။ပရမညာပါဝင်ဖိုးတန်ကြောက်မြင့်ရတနာတွေထွက်တဲ့မိုးကုတ်မြို့မှာမြို့ပေါ်ရက်ကွက်၅ခုရှိပြီးတော့လူဦးရေတသိန်းဝန်းကျင်နေထိုင်ပါရယ်။စစ်တပ်ပြန်ဝင်လာတဲ့တရင်ကြောင့် မြို့ကန်အများစုကဘေးလွရာကိုတင်းရှောင်သွားပေမဲ့ဆက်ပြီးတော့နေထိုင်သူတွေလည်းရှိနေကြောင်းမိုးကုတ်မြို့ကန်ကပြောပြပါဗျ။စစ်တပ်ကမိုးကုတ်ကိုပြန်ဝင်လာပြီးတဲ့နောက်မြို့ရှိပိုင်းနဲ့နောက်ပိုင်းရက်ွက်တွေမှာ PDF တော်လိုင်းတက်တည်နေပတ်သက်သူတွေရှိမရှိလိုက်ဆောင်ဆန်းနေကြောင်းနောက်ထပ်စီးရီးသတင်းချင်းမြစ်တူကပြောပါဗျ။အင်အားယာနဲ့ခြေပြီးတော့မိုးကုတ်ကိုပြန်ဝင်လာတဲ့အာရသိန်းစစ်တပ်ဟာမိုးမိတ်မြို့အပြင်တော်လိုင်းတက်တွေခန့်စစ်ဆင်ရာဖော်ရလန်းစုံကိုလည်းစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်လို့သိရကြောင်းသူကပြောပြပါဗျ။ လက်ရှိရပြောရင်ဒီကောင်တွေကကျွန်တော်တို့ဒီဒီဘယ်လိုပြောမလဲအအနောက်ပိုင်းရောအရှေ့ပိုင်းမှာရော PDI နဲ့ပတ်သက်တဲ့လူရှိလား PDI တွေရှိလားဆိုတော့ပုံစံမျိုးနဲ့အဲသူတို့လုံနေတယ်ဆိုတော့ကျွန်တော်ကြားတယ်နော်အဲနောက်ပြီးတော့ပုံမှန်စေချောင်းတစ်ခုစုဖွဲ့နေတယ်သူတို့ကအဲ့အဖို့မိုးကုတ်ကနေပြီးတော့ follow back ကိုသူတို့ဟိုလောစေချောင်းထိုးဖို့ကိစ္စစုဖွဲ့နေတယ် data ကန်ဒီမှာတော့ခက်ခဲတယ်အများကြီးပဲကျွန်တော်တို့ ਨੇ ပတ်သက်လာပါညာတွေမိကြရှိတယ်နောက်ပြီးတော့အဲ data ကန်ကြီးကလမ်းနေတယ်ပိတ်ထားတာတွေလည်းရှိတာပေါ့နော် ဟိုအဲ့ဒါလေးတော့ရှိတယ်နောက်ပြီးတော့အခုကတော့အမှန်တမ်းပြောရင်ကျွန်တော်တို့ရွှေ့လို့မရတော့တဲ့အနေအထားရှိတဲ့လူကလွယ်ကျွန်တဲ့လူလည်းအကုန်လုံးကတော့ပစ်ကြတယ်လေတစံနဲ့ဆက်ကုန်စစ်စင်ဒုတိယပိုင်းမှာ TNL နဲ့ဒေါ်လာရင်းပူပေါင်းတက်တွေဟာမိုးကုတ်မြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီးတော့နောက်တစ်နှစ်ကျော်အကြာမှာတော့တရုတ်ရဲ့ဖိအားကြောင့်မြို့ကိုစစ်တပ်ထံပြန်လွှဲပြောင်းပေးရတဲ့အခြေအနေဖြစ်လာခဲ့ပါတယ်။တစံနဲ့ဆက်ကုန်စစ်စင်မှာ TNL နဲ့ပူးတဲ့တိုက်ပွဲဝင်ခဲ့တဲ့ဒေါ်လာရင်းတက်တွေက မိုးကုတ်နဲ့မိုးမိတ်မြို့တွေကိုကာကွယ်မယ်လို့အရင်ကထုတ်ဖော်ပြောထားခဲ့ပေမဲ့လည်း DNL ရဲ့တောင်းဆိုမှုကြောင့်စစ်တပ်မြို့တွေကိုမဝင်လာခင်နိုဝင်ဘာလ28ရက်နေ့မှာတော့တော်လိုင်းရင်အားစုတွေကမြို့ပြင်ကိုစုခွာခဲ့ရပါတယ်ခင်ဗျာ။